င်္ဂလာပါရှင်ကျမကတော့ကေခိုင်ပါဒီပီပီရုံမြင့်တင်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် ဇွန်လ19ရက်နေ့မှာကြောက်အောင်လူထုခေါင်းဆောင်နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်ဝင်တဲ့ကမ်ပိန်းကနေဝင်တဲ့ဆူတောင်းဗီဒီယိုအခုရေ၈တောင်းပြည့်တော်ပြီလို့ကမ်ပိန်းကနေတရင်ဝင်စာမျက်နှာကနေဖော်ပြလိုက်ပါတယ်မွေးနေ့ဆူတောင်းဗီဒီယိုဖိုင်ပေါင်း၈000နဲ့ကဘာမှာအရေအတွက်အများဆုံး granite sanding တင်ဖို့ရည်ရွယ်ပြီးဇွန်လ၈ရက်နေ့မှာပြည့်မြောက်တော့ခဲ့ရလေဖြစ်ပါတယ် လူထုခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက်ပအဝင်ဆုတောင်းပေးသူတွေအားလုံးနဲ့ဆုတောင်းတွေကိုရရှိအောင်ကူညီပေးသူတွေအားလုံးကိုကင်မက်ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကကျေးဇူးအထူးတင်ရှိတယ်လို့ကမ်ပိန်းရဲ့တင်ဝင်စာမျက်နှာကနေကျေးဇူးတင်စကားဆိုထားပါတယ်။ လူထုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဆရာနာတင်တဲ့2020ခုနှစ်ဖေဖော်ဝါရီလကတည်းကဖဲစည်းအတင်းချထားတာဖြစ်ပြီးစုစုပေါင်းအမှုတ်16မုံထက်ကအမှုတ်9မုံကိုပြစ်တဲ့လူငင်းတက်တာခွင့်ပေးခဲ့ပြီးကျန်တဲ့စီလင်းမုံအတွက်ထောင်တန်း28နဲ့ဆက်လက်ကြားခံနေရတော့မယ်ဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်ကြောင်မင်းမြို့နယ်မှာ TNL နဲ့ SSPB တို့အကြားတက်အွှေပြောင်းလှုပ်ရှိန်ဖြစ်ခဲ့တဲ့တိုက်ပွဲလိုမျိုးနောက်ထပ်ထမဖြစ်ဖို့ထိန်းထားပြီလို့တအန်းအမျိုးသားလူမျိုးရဲ့တပ်မတော် TNL ဘက်ကပြောပါတယ်။လက်ရှိကတော့ SSPB ဘက်ကစပို့ထားပြီးအခုလိုမျိုးထမဖြစ်ဖို့နဲ့ပြစ်ခတ်မှုတွေမရှိအောင်ထိန်းသိမ်းထားပြီးနှစ်ဖက်တွဲဆုံဆွေးနွေးနိုင်တဲ့အခြေအနေတော့မရှိသေးဘူးလို့ TNL ပြောရေးဆိုခွင့်ရှိသူက DPB ကိုပြောပါတယ်။ ကြောင်မဲမျိုးနဲ့ဟူးဆုံမှာဇွန်လ15ရက်နေ့က TNL နဲ့ SSPB တို့တက်အရွှေပြောင်းလှုပ်ချင်းတိုက်ပွဲဖြစ်ခဲ့တဲ့အတွက် TNL ဘက်ကတပ်သားတွေတေဆုံးတာရှိခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ် SSPB နဲ့နှိဆက်သူကတော့ဇွန်လ15ရက်နေ့ညနေ9:00နာရီဝန်းကျင်ကနေ8:00နာရီအထိ SSPB ရဲ့ရှိနေတဲ့ဟူးစုံဘက်ကို TNL ကအင်အား80လောက်နဲ့စစ်တောင်း3ချောင်းထိုးလာရာကနေတိုက်ပွဲဖြစ်ပေါ်ခဲ့တာလို့ပြောပါရရှင်။ ထိုင်းမြန်မာနယ်စပ်အနေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့တပ်စခန်းတွေကိုစစ်ကောင်စီကခြေကုပ်ပြတ်မယူနိုင်အောင်ခန်ရူဥဆောင်တဲ့တပ်ပေါင်းစုတွေကစခန်းထိုင်တာပိတ်ဆို့တာတွေလှုပ်ဆောင်ထားတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။အောက်ခက်သတင်းပေးပို့ထားပါရဲ့ရှင်။မေလ26ရက်နေ့ညနေ9:00လောက်ကစတင်ပြီးကင်းမီနယ်မြောက်လူမျိုးတောင်ပဲစစ်ကောင်စီရဲ့ဒေဝဘုစကန်ကိုပြန်ဦးဆောင်ပြီးတပ်ပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့ထားရတာ ဂျွန်လန်နီယင်းနေဝန်နဲ့၃နိုင်လောက်ကစတင်ပြီးဒေဘောဘုစကန်ကို KYU ဦးဆောင်ပြီးတပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဂျွန်လန်၃နိုင်နေည9နိုင်လောက်မှာစကန်ကိုပြီးသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ဟိုလက်စီချင်းနေရတော့ကျွန်တော်တို့ကတော့ဟိုအချင်းတော့လူတော့မဟုတ်တော့ဘူးနော်။သိမ်းကြကုန်းတွေကိုကျွန်တော်တို့ဒီတိုင်းမပြစ်ထားကြတော့ဘူး။သိမ်းကြကုန်းတွေကျွန်တော်တို့အကုန်လုံးတတ်ထိုင်နေကြတယ်။ရန်လူလက်ထဲပြန်လာတော့ပေါ့နော်။ ိုရင်တော်ဆုံးတော့ဒါသိင်းကြီးကိုကပြလှဲလာတဲ့အတွက်ကျင်သူကအချင်းကြီးပြန်တက်လာတယ်။ကိုကြတော့ကျွန်တော်တို့ကအတိလို့မလုပ်တော့ဘူး။ကိုသိင်းကြီးနဲ့ကောင်ကိုကျွန်တော်တို့ရေပေါ်ကြီးထိုင်တယ်။ပိတ်ဆို့လိုက်တယ်ဗောနော်။ပိတ်ဆို့လိုက်ပြီးကျင်သူပြန်မလာနိုင်အောင်။နောက်ဖက်တိုက်ပွဲကြီးကြောင်းစုံစည်းမြိုင်ဥက္ကဋ္ဌတောင်းကြီးသေဘောဘူးဝါမိဒကြီးရောက်ကဒေသခံ2000လောက်ဟာခိုင်းနေဆက်တောင်းအင်းမြေကန်လက်ရှောင်းနေဘေးလူကတပြည့်သိမ်းရှောင်ခဲ့ရပါတယ်။ဌာနေတိုင်းသားတွေရဲ့နေမိထဲမှာ စစ်ကောင်စီစကန်နေရှိနေရင်ဒေါ်လာအိတ်ခက်ခဲပြီးအသက်အန္တရာယ်တွေဆိုရင်ရတယ်လို့ကင်းမျိုးသမီးဖွဲ့စည်းရဲ့ဒုက္ခရကပြောပါတယ်ကောင်စီစခန်းတွေရှိတဲ့အချိန်မှာဆိုလို့ရှိရင်သွားရေးလာရေးနဲ့ခက်ခဲတယ်အလုပ်တွေပါတယ်ရှောက်စာစားရတာလည်းဘယ်လိုပြောမလဲဟိုလေတဲ့သွားတာတို့ဖြစ်ဖြစ်တောင်းရတဲ့သွားတာလည်းဖြစ်ဖြစ်ပေါ့နော်အရန်ဆိုးရင်ရတယ်ဘာဖြစ်လဲဆိုတော့ เนาะอမျိုးသားဆိုလို့ရှိရင်အကော်တာဆွဲတာတို့ဟိုဘောเนาะဒီခန်းစီတာရှိနေအမျိုးသမီးဆိုလို့ရှိရင်ပို့ပြီးတော့စိုးရင်ရတာမဒင်းချခံရမှာဒီတို့ဟိုစိုးရင်ကြောက်ကြမှုတွေတော့အမျိုးအမြင်ရှိနေတာဘောเนาะဒီဒီစက်တွေကကိုယ့်ရဲ့ရွာဘေးနားမှာပဲရှိတာဖြစ်ဖြစ်ရွာဘေးမဟုတ်ပဲခန်းရပဲဖြစ်ဖြစ်တို့ဟိုစအခုဆိုရင်ပို့ဆိုးတယ်ကျွားတို့ထားနေတိုင်းရင်းသားဆိုလို့ရှိရင်တို့လက်နဲ့ကြီးနဲ့เนาะ အဝေးကနေလမ်းပစ်တာတွေဆိုလို့ရှိရင်လည်းအရန်ပဲကိုယ့်ရဲ့ဟိုစပေါ့နော်အတက်အနေရည်တွေကိုစိုးယူနေရတယ်ပေါ့နော်စစ်ကောင်စီရဲ့တက်စကန်နေရာတွေမှာမိခင်ကရင်ကစကန်ပြန်လာထိုင်ရင်ယုံကြည်စိတ်ချရတဲ့ပြင်လုံလုံကျုံကျုံခံစားရတယ်လို့ကင်းရင်မျိုးသမီးဖွဲ့စည်းရဲ့ဒုဥက္ကဋ္ဌကပြောပါတယ်နော်ကြာဟိုစစ်ကောင်စီစခန်းနေမရှိတော့ဘူးအခုလို့ဆိုစတိုင်းရင်းသားတွေဟို KU စခန်းနေပဲပြလာရှိဆိုတော့ကျွားတော့ဟိုကိုကိုလူမျိုးဖြစ်တယ် 啊，过夜和恁那个回来这的时候，过夜和农业用具生产嘞，乱乱糟糟的，生产伢嘞比较是抓了来的嘛，收了些就和啥不拿，收来的那姑娘啦，都是八的八拿一姑的，找帅哥的啊，和啥来和把来当伢收了些来当伢是把拿比较好老公那的吧，来这个姑娘来去的，比较来这个过去嘞农村也具备嘞，时些来乱乱玩呢。 တိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီတပ်စခန်းတွေကို KNY ဥဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါတယ်။မေလ23ရက်နေ့ညနေ9:00နာရီကစစ်ကောင်စီရဲ့ဘလက်တိုတပ်စခန်းကိုပါသိမ်းယူနိုင်ခဲ့ပြီးမေလ28ရက်နေ့ညပိုင်းကကနေလေးစခန်းကိုထပ်မံသိမ်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်မေလ29ရက်နေ့ညနေ6:00နာရီလောက်ကဝလီပြူဝနဲ့နီးဆုံးမှာရှိတဲ့ဗင်းတော်ကုန်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ကျွန်တော်ဟောက်ခန့်နော်။ဟာမူပေါ့။ဒီပါလေ။ အရာဝတီတိုင်းပသိမ်မြို့အမက်6ရက်ကွယ်အောင်ချမ်းသာလန်ကရှာအိမ်မုံတယောက်ရဲ့အိမ်မှာစစ်တပ်ကဘုံမုံအစင်ရှိသူနဲ့ကြက်ခတ်ရဲ့ပါတီဝင် အမျိုးသမီးတယောက်ရက်ကွယ်အုပ်ချုပ်ရေးမှုရဲ့အမျိုးသမီးတို့ကရက်ကွယ်နယ်ပြည်သူတွေကိုအစီအဝေးခေါ်ယူပြီးကြက်ခတ်ရဲ့ပါတီကိုမေးပေးဖို့စီယုံပြောဆိုတာတွေလုပ်နေတယ်လို့ရက်ကွယ်နယ်ပြည်သူတွေစီကသိရပါတယ် အဲ့ဒီဘုံမုံကအရှက်ဝန်နဲ့ဇွန်လ16ရက်နေ့မနက်7:00နာရီမှာမင်းဆွေခဲ့တယ်လို့ဆိုပါတယ်။ကျူးကျော်မှာနေတဲ့သူတွေကိုပါခေါ်ပြီးချက်ခါရဲ့ပါတီရွေးကောက်ပွဲမှာအနိုင်ရရှိဖို့မင်းဆွေစီယုံရဲ့လာလို့တော်တာလို့အမိမဖော်လို့တဲ့ရက်ွက်နေသူတယောက်ကပြောပါတယ်။စကောင်စီတက်ကလက်ရှိကျင့်သုံးနေတဲ့တဲတီမြင့်အမင်းစစ်တီအဆင့်တန်းအားလုံးနိုင်ငံရေးပါတီတွေနဲ့ဆက်သွယ်တာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တာကိုတားမြစ်ထားပါရဲ့ရှင်။ ဆရာနာရှင်စန်းကျင်ရဲ့လှုပ်ရှားမှုမှာလူသိများခဲ့တဲ့မုံရလူထုတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်ဟာအိုးဘော့အကျဉ်းထောင်ကိုပြောင်းခံရပြီးတဲ့နောက်ပိုင်းတိုက်ပိတ်ခံထားရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNMC ကတရားပါရရှင် ကိုဝေမုံးနိုင်အပောင်းဝင် နိုင်ငံရေးအကျဉ်းသားနေရာဝန်းကျင်ကိုစစ်ကောင်စီတပ်ကဇွန်လ၁၂ရက်နေ့မနက်အစောပိုင်းမှာဥပိုလ်အကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်ပြီးတဲ့နောက်အကျဉ်းထောင်ဝန်ထမ်းတွေကရိုင်းနှက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကိုဝေမုံးနိုင်ကိုတိုက်ပိတ်ထားပြီးကျန်တဲ့သူတွေကိုတော့အဆောင်တွေမှာခွေထားကအသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ PPNM ကကိုတိုက်ထွန်းဦးက DPP ကိုပြောပါတယ်။ အိုးဘော်ထောက်ဘူးရောအဝင်ရောမှာအကျဉ်းဦးစည်းဝန်ထမ်းတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကရာဘာတုံးသစ်သားတုပ်တွေနဲ့ဝိုင်းရိုက်ခဲကြတဲ့အတွက်နိုင်ငံရဲ့အကြံသားအနည်းဆုံးအယောက်90ဟာဥကောက်လက်နဲ့နောက်ကြောတွေမှာထိရှောက်ပေါက်ပြဲထံရတွေရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါရဲ့ရှင်။ မကွေးနဲ့စကိုင်းတိုင်းကမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစစ်ရှောင်နေရပြီးနေစရာ၊ဆေးဝါးနဲ့အစာနည်းရိခါတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေစီကသိရပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါရှင်။မကွေးတိုင်းပေါ့မြုံနယ်နဲ့စကိုင်းတိုင်းမင်းကုန်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစစ်ရှောင်နေရပြီးနေစရာ၊ဆေးဝါးနဲ့စားနပ်ရိက္ခာတွေရေးပေါ်လိုအပ်နေတယ်လို့ စစ်ဆောင်ရေးကူညီပေးနေသူတွေစီကသိရပါဗျ။မကွေးတိုင်းပေါ့မြုံနယ်တွင်ကိုစစ်ကောင်စီတပ်ရဲ့ပခုတ်ကူတက်မာ100တက်ကစစ်ကား6စီးနဲ့အင်အား200နီးပါးရှိတဲ့စစ်ကောင်စီတပ်ဟာဂျွန်လအစောပိုင်းကစပြီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်နှစ်ပတ်ကျော်ကြာရှောင်းနေနေရတဲ့စစ်ဘေးရှောင်တွေအတွက် နေစရာမိုးကစားနပ်ရိက္ခာနဲ့စီးဝါးတွေရေးပေါ်လိုအပ်နေတာလို့ဆိုပါဗျ။ တော်တော်ပေါင်းနေတဲ့ဒီကြီးရပေါင်း25ငါးလောက်လူကြီး1000ခွန်းနီးပါးရှိတယ်ပေါ့နော်1000နီးပါးလောက်ရှိတယ်လောစရတော့ကျွန်တော်တို့1000နီးပါးလောက်ကတော့ပြည်ရွာမှာပြိုင်မှာနေနေသေးတယ်ပေါ့နော်လောလောနေနေသေးတယ်ဆိုတော့ပစ္စည်းရှင်းပြောင်းနိုင်မှုရေပေါ့ခွင့်ပြုပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဟိုကျန်တဲ့ကျွန်တော်ခွန်းထောင်လောက်ကတော့ကျွန်တော်နီးဆက်ရတယ်ပေါ့နော်ဒီ တော်နေထဲမှာရှိမယ်လိဆက်ရအကြီးပါနေမှာရှိနေတယ်ပေါ့ရှောင်းကြရပေါ့နော်ဟိုရက်ကလည်းကြာလာပြီဆိုတော့ပေါ့နော်ကျွန်တော်ဒီစမ်းနေခါပိုင်းပေါ့နော်ယူလွတ်နေပေါ့နောက်ပြီးတော့စောင်းနေချက်နောင်နေပေါ့လည်းဘာလို့လဲဆိုတော့မိုးရွာကြီးဆိုတော့ကျွန်တော်ဒီချင်းနေတားပေါ်တယ်နောက်ပြီးတက်တက်တိမဲ့ကြီးဆိုတော့ရင်းနေချင်းနေပေါ့လည်းတော်တယ်ကျွန်တော်ဒီတခြားစကတ်လားဆိုရင်တော့ဝင်ရောက်လာတဲ့အားမျိုးကြီးပေါ့လက္ခဏာမျိုးကြုံလာတာပေါ့နော်ပေါင်းမြို့နယ်တဲကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ထပ်ပြေးနေကြရတဲ့ကျေးရွာ30နီးပါးရှိပြီး ဇွန်လ18ရက်အထိပောက်ပခုတ်ကူကားလမ်းမှာရင်နန်းနဲ့အတူအင်အားများများရှိနေသေးတဲ့အတွက်စစ်ဘေးရှောင်တွေဟာနေရက်ကိုမပြောင်းနိုင်ကြသေးဘူးလို့ဆိုပါတယ်။သခိုင်းတိုင်းမင်းကုန်းမြို့နယ်တွေကခြေရွာတွေကိုစစ်ကောင်စီတပ်ကဇွန်လ17ရက်ကစတင်ပြီးစစ်ကြောင်းထုံးဝင်ရောက်နေတဲ့အတွက်ခြေရွာရှိရာကဒေသခံတွေဘေးလွတ်ရာကိုထပ်ပြီးတိတ်ရှောင်နေကြရတယ်လို့စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေစီကသိရပါတယ်။စစ်ရှောင်တွေဟာရုတ်တရက်ထွက်လာရတာနဲ့နေ့စဉ်မိုးရွာသွန်းနေတဲ့အတွက်စားသောက်နေထိုင်ရေးကပ်ခဲတွေရှိနေပြီးစားနပ်ရိက္ခာကူညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဖွဲ့တွေကထပ်ပြီးတော့တိုးလာတော့မရှိသေးဘူးဒါပေမဲ့ကင်းရွာနဲ့ချောင်းမကြီးရွာသားတွေကအဲပုံချောင်းတစ်ခုမှဝင်တော့ခုမှထိုင်ချပြီးတော့ဒီဟိုညမှာရှင်ပြောင်းပြီးလို့ရထောင်နဲ့ချီပြီးတော့ဖြေးလွှားနေကြပြီးတော့ဒီလမ်းလေးဒီမှာ၄၀ရာ ညီမတဲရီထိုးပြီးတော့ဘူကလေးနဲ့တဲရီထိုးပြီးတော့ဒီလိုစားတော့နေထိုင်နေကြရရှိတယ်။ဒီခါကျတော့ဒါမိုးလေးကလာတဲ့အတွက်ကြောင့်မလို့ဒါတို့မှနေထိုင်လေးစားရင်တော့ရင်ဒါအစကျမကြီးကအစခက်ခဲနေရလေးရှိပါရဲ့ရှင်။မကွေးနယ်စကိုင်းတိုင်းတွင်ကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကဂျွန်လအတွင်းမှာအင်အားလုံးရင်းနဲ့ဝင်ရောက်တာတွေပုံမပြုတ်လုပ်လာနေပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးတာနဲ့ဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတဲ့အတွက် တတိနဲ့နေထိုင်သွားလာကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတတိပေးထားပါဗျ။ကျွန်တော်လင်းရင်ပါ။ ခိုင်ပြည်နယ်ကြောင်းပြုံမြို့နယ်ဒေချောင်ကျေရွာကအသက်68နှစ်အရွယ်အဖိုးအိုအပါအဝင်ဆက်လက်သမား၃ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတာနှစ်ပတ်ကြာပြီဖြစ်ပြီးအခုထိပြန်မလို့သေးဘူးလို့ဒေသခံတွေကပြောပါတယ်အဲ့ဒီဆက်လေသမား၃ယောက်ကိုမြေပုံမြို့နယ်ငပတုံကျေော်နာကပင်လယ်ပြင်မှာစစ်တင်ပေါ်တစီကဇော်လ၄ရက်နေ့တုန်းကဖမ်းဆီးခဲ့တာဖြစ်ပြီးကြောက်ဖြူရေစကန်မှာထုတ်နောက်ထားတယ်လို့ဆိုပါတယ် ဖန်ဆင်းခံထားရသူတွေကကြောက်ဖြူနဲ့မြေပုံမှာငါအရှောင်းဝယ်လောက်ကြတဲ့အသက်68နှစ်အရွယ်ဦးဖိုတင်အသက်28နှစ်အရွယ်ကိုထောင်ကြီးနဲ့အသက်20အရွယ်ကိုထက်မြတ်တို့ဖြစ်ပါတယ်။အရခတက်တော် AA ကထိုးဆင်းဆင်နေတဲ့ကြောက်ဖြူမျိုးမှာစစ်ကောင်စီတပ်ကကုံလန်ရော်ရေလန်းကပါမြို့ပြင်ထွက်ခွင့်ပိတ်ထားရဲလို့ဒေတာခန့်တွေစီကသိရပါတယ်ရှင်။ ဆရာပေးရဲ့အကြံမဖက်အာနာဖီဆန်ရဲ့လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီးကဲကွန်ကြောင်းဒီမိုကရေစီလှုပ်ရှားမှုတပိတ်ကော်မတီဒဝေခရိုင်ကဇွန်လ16ရက်နေ့မှာသဖော်ထားထုတ်ပြန်ပါတယ်။ အတံမဖန်အာနာဖီဆန်ရဲ့လှူရှာမှုက2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကနေဆရာနာတိမ်မှုကိုအတံမဖက်တဲ့နိုင်ငံရေးအတူမှုနေလက်နဲ့ဆန့်ကျင်တဲ့အာနာဖီဆန်ရဲ့လှူရှာမှုတရက်ဖြစ်ပြီးစီတမ်လှူရှာမှုမှာပါဝင်တဲ့နိုင်ငံဝန်ထမ်းတဦးစီကိုကြိုးဆိုဂုဏ်ယူကြောင်းတဝဲတပိတ်ကော်မတီရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ အဲ့ဒီဥပဒေပြဋ္ဌာန်းချက်အရာ CDM လှူရှားမှုမှာနိုင်ငံဝန်ထမ်းမဖြစ်မနေပါဝင်ရမယ့်အာဏာသုံးဖိအားပေးတဲ့သဘောတက်ရောက်နေတဲ့အပြင် CDM လှူရှားမှုရဲ့အနှင်းသာရအခြေခံသဘောတရားစံတန်ဖိုးတွင်လည်းကွေးလင်းနေလို့ DDMS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်လူတယောက်ရဲ့အာနာဖီဆန်ရဲဆိုတာကမွေးရပါအခွင့်အရေးဖြစ်ပြီးအာနာမဖီဆန်လို့ဖန်းစီအရေးယူတာဟာတရားမျှတမှုမရှိတဲ့ဥပဒေဖြစ်တယ်လို့ DDMSC ကတာဝန်ရှိသူတို့ကပြောပါတယ် တဝဲတပတ်ကော်မတီရဲ့ထုတ်ပြန်ချက်ထဲမှာစီဒီအမ်မလုပ်တဲ့အရက်ဖက်ဝန်ထဲတွေကိုလိုအပ်တယ်လို့အပြစ်ပေးအရေးယူတဲ့သဘောတက်ရောက်နေတဲ့အဲ့ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကိုဒီမိုကရေစီစံနှုန်းတွေနဲ့တွေ့ဖေးနေပြီးစီဒီအမ်လှုံ့ဆော်မှုမှာမပါဝင်နိုင်သေးတဲ့ဝန်ထမ်းတွေကိုမတရားဖက်စီအပြစ်ပေးမှုတွေကျူးလွန်လာမှာကိုစိုးရိမ်ကြောင်းဖော်ပြထားပါတယ်ရှင်။ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရဲ့လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေအပေါ်မှာဝေဖန်ကန့်ကွက်မှုတွေရှိနေပါတယ်။မြတ်သစင်ပေးပို့ထားပါတယ်ရှင်။ဒီ CRM ဥပဒေကိုဇွန်လ23ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး CRM မှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအတွက်တရားမျှတမှုနဲ့အကောက်အွယ်ပေးဖို့ရည်ရွယ်ခဲ့ပေမဲ့ဒီဥပဒေရဲ့အချို့အချက်တွေဟာ တော်လန်ရေးအင်အားစုတွေကြားမှာပဲကြေကြေပြက်ပြက်အငင်းပွားပွေရာဖြစ်စေခဲ့ပြီးကံကွက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီဒီအမ်မှာမပါတဲ့သူတွေကိုအေးအေးယူရမှာပြည်သူလူထုပေါ်သူတို့ကျူးလွန်တဲ့ပြစ်မှုတွေအတိုင်းအေးအေးယူရမှာသာဖြစ်ပြီးစီဒီအမ်လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအေးအေးယူတာကဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့လဲကွဲလဲနေတယ်ဆိုတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ဒီဥပဒေကိုကန့်ကွက်သူတွေထဲမှာ ကိုရိုင်းစီရီယံဝန်ထမ်းတဦးဖြစ်ခဲ့ပြီးစီရီယံမလှုပ်ရှားမှုကိုဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ဒဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC တာဝန်ခံကိုမင်းလွင်ဦးလည်းပါဝင်ပါတယ်။သူကစီရီယံဝန်ထမ်းတွေကိုဥပဒေအရအကောက်ွယ်ပေးတာကိုကြိုးဆိုပေမဲ့နမ်စီရီယံဝန်ထမ်းတွေကိုတပြေးညီအရေးယူမဲ့အချက်တွေကိုတော့လက်မခံနိုင်ဘူးလို့ဆိုပါတယ်။တချို့ဝန်ထမ်းတွေကပြုလင်းပြောလို့ရှိရင်သူတို့မှဟိုပြန်စရာအေးအောင်မရှိတဲ့ဝန်ထမ်းတွေလည်းရှိတယ်ဗျာ။ဒီ နိုင်ငံတော်ကပေးတဲ့လိန်ခံတွဲလေးလေးမှာဟိုမဖြစ်စလောက်လေးနေနေရတဲ့ဟာမျိုးတွေပြီးတော့မဖြစ်စလောက်ရတဲ့သူတို့လဆာလေးနဲ့သူတို့နောက်မှာရှိနေတဲ့မိသားစုဝင်အဲ့မိသားစုဝင်တွေကိုကြွေးဖို့အတွက်အဲသူတို့အတွက်ခက်ခဲတွေစိတ်ခေါ်မှုတွေအဲ့ဒါကိုကြည့်ပြီးတော့သူတို့ဟိုတော့ဆုံနေရတဲ့ဝန်ထမ်းတွေရှိတယ်အချို့ဝန်ထမ်းတွေကကြာတော့ကျွန်တော်တို့မဖြစ်မနေနားလည်ပေးရမယ့်ဟာတွေရှိတယ်ကဥပမာ2025 2020ထူထူရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်းပဲဒီဟိုမြူဒရီမိုကိုစီဖွဲ့ချုပ်ကို မဲပေးတဲ့ဝန်ထမ်းတွေအတူနဲ့တည်းရှိတယ်ဗျာဒီအခုလက်ရှိ CI မလုပ်နိုင်သေးရဝန်ထမ်းတွေအဲမှာအဲ့တော့အဲ့လိုဝန်ထမ်းတွေကဘာလို့ CI မလုပ်နိုင်သေးလဲဆိုမလုပ်ကြလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဟိုအဲသေချာကျွန်တော်တို့ဟိုလိုက်ကြည့်ဖို့လိုတယ်အဲ့လိုစဉ်းစားချက်မျိုးမရှိဘဲနဲ့အဲတင်းချက်ဥပဒေပြထမ်းပြီးတော့အဲ CI မလုပ်ရင်ဟိုအပြည့်သားလို့လို့ဆက်ဆံတဲ့ဟိုဥပဒေမျိုးဆိုလို့ရှိရင်တော့ဟိုမဖြစ်သင့်ဘူးလို့ပဲကျွန်တော်တို့ကမြင်တယ်ဗျာကိုမင်းလေဦးက ဒီဥပဒေဟာမြေပြင်မှာနန်းစီတွေဝန်ထမ်းတွေကိုအလွဲတကူဖမ်းဆီးအရေးယူဖို့တရားဝင်အကောက်အွယ်ပေးသလိုဖြစ်သွားစေနိုင်ပြီးစစ်ကောင်စီရဲ့လုံရက်နဲ့တူညီသွားစေကာ liberal democracy စံနှုန်းတွေနဲ့ဖီလာဆန့်ကျင်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတပ်မတ်ကများအဖွဲ့ချုပ် ABFSU ကလည်း CRPH ကပြဋ္ဌာန်းတဲ့ CDM ဥပဒေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းဇွန်လ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဘကသမြအဖွဲ့ချုပ်သတင်းနယ်ပြန်ကြားရေးကော်မတီကမခင်နီကတော့ဒီဥပဒေဟာအားနည်းတဲ့သူတွေချင်းချင်းမှာပဲပိုပြီးထိခိုက်နစ်နာမှုတွေများတဲ့လုပ်ရက်တစ်ခုသာဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်ဆရာနာရှင်စနေကတော့ခေဆက်ဆက်မှာမနဲ့မတူမရန်သူဆိုပြီးတော့လုပ်တယ်အခုဆိုရင်လည်းအာ CDN ဝန်ထမ်းတွေကိုအာတက်အနေနဲ့ချိန်ချောက်တယ်ဖန်စီအရေးယူတယ်တခြားဒေါ်လိုင်းအင်အားစုတွေကိုလည်းသူ့ကိုမထောက်ခံတဲ့အတွက်သူ့အရေးယူရတဲ့ဟာမျိုးလုပ်တယ်အဲအဲ့လိုပုံစံမျိုးကျမတို့ကထပ်တူ မလုပ်မိဖို့တို့ရယ်ဘာဖြစ်လို့ဆိုတော့ကျမတို့တွေက passive မြင်နေရှိနေလို့မဖြစ်လို့ပဲအခုဒီဥပဒေမှာပါတဲ့အရေးယူခြင်းဆိုတဲ့အပိုင်းကနေစပြီးတော့ဖော်ပြထားတဲ့နန်းစီကြီးရဲ့ဝန်ထမ်းတွေအရသာဝန်ထမ်းတွေကိုကျမတို့ကအရေးယူမယ်အဝင်ချတောင်းပန်ခိုင်းမယ်ဘယ်လိုပုံစံမျိုးနဲ့တော့ဖြင့်အာအရာလူတွေရှော့မယ်ဆိုပြီးတော့လှုပ်ထားတဲ့ဟာမျိုးတွေကအခုစက်ကောင်စီက CDM ပြောင်းဝင်လာတဲ့ဝန်ထမ်းတွေကိုဆက်ဆံနေရတယ်တူတူပါပဲ။ ဖြစ်ကောင်းစီနဲ့စစ်တပ်လူသက်ရန်နေရတော့အာဒီပြည်သူတွေကိုဘယ်လိုလုပ်နေရစီရံဝန်ထမ်းတွေကိုဘယ်လိုလုပ်နေရဆိုရဲအညှိုးတစ်ခုနဲ့ကျမတို့ကသူ့ဘာသာသူညီညီနဲ့နန်းစီရံဝန်ထမ်းတွေကိုအဲ့လိုပုံစံမျိုးဖြစ်ပြန်လုံးလိုက်မယ်ဆိုရင်တော့အဲ့ဒါကဒီအားနေတဲ့သူတွေအချင်းချင်းမှာပဲပို့ပြီးတော့မှထိခိုက်ညံ့တာမှုတွေများရမယ်လောက်ရတစ်ခုပဲဖြစ်သွားလိမ့်မယ်လို့ကျမတို့ကယူဆပါတယ်ဒီဥပဒေအရ2021ဧပြီ30ရက်နောက်ပိုင်း CDM ဝင်လာသူတွေကခိုင်လုံတဲ့အကြောင်းပြချက်တင်ပြရမယ်လို့ပြဋ္ဌာန်းထားပါတယ် ဒီဥပဒေမှာတော့နမ်စီဒီယံဝန်ထမ်းတွေကိုတစ်ချိန်မှာအမိပြတ်စည်းရင်သွင်းတာယာရုကထုတ်ပယ်တာပြပထွက်ခွာခွင့်ယာယီပိတ်ပင်တာလစာခန်းစား권တွေပြန်အပ်ရတာဘွဲတစိုက်တွေကိုအတိအမှတ်မပြုတာနဲ့တရားစွဲတာတွေပြုလုပ်သွားမယ်လို့ပါရှိပါတယ်။အခုဒီဥပဒေမပြဋ္ဌာန်းသိတဲ့ကာလပေါ့ဗျာဒီဒီစီဒီယံလှုပ်ရှားမှုတွေအရောင်းကောင်းနေတဲ့ကာလပေါ်တော့မှပဲဒီနမ်စီဒီယံ ဟိုထမ်းဒီပုံမှာ social punish လုပ်တဲ့ဟာမျိုးတွေကဟိုတောက်လျှောက်ရှိနေတယ်ကြာအဲကျွန်တော်တို့နားလည်တာကကျွန်တော်တို့ကဟိုဒီမိုကရေစီဟိုဒီမိုကရက်တစ် society ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲမြင်ခွဲပြားမှုတွေကိုကျွန်တော်တို့ကလက်ခံဖို့လိုတယ်နိုင်ငံရေးကအဲခွဲပြားမှုတွေပေါ့ကျွန်တော်တို့လက်ခံဖို့လိုတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟိုအဲပြည်သူရမှာပေါ့ဗျာဟိုခုနကပြောတဲ့စဉ်းစားချက်မျိုးတွေရှိဖို့လိုတယ်ဘာလို့ဟိုသူဒီလိုဖြစ်လဲဆိုတဲ့ဟာမျိုးတွေအဲကျွန်တော်တို့ကဟိုဒီ အဲလက်ခံပေးရမယ့်အနေအထားတွေရှိတယ်ဗျာအဲ့တော့အဲအဲ့လိုခြေနေမျိုးကနာဂတ်မှာကျွန်တော်တို့ကတွန်လိုင်းကာလမှာမင်းကဘာလုပ်ခဲ့လဲငါကဘာလုပ်ခဲ့လဲဆိုတော့အတွေးခုံမျိုးနဲ့တော့ကျွန်တော်တို့ဒီမိုကရေစီဆိုတဲ့ဒီကိုတွားဖို့တဲ့တော့အဟာတောင်းနှုန်းရှိတော့ဟိုဖြစ်မထင်ရပါဘူးဒီဥပဒေမှာတက်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကဥပဒေပါကိစ္စရဲ့များနဲ့ဆက်လင်းပြီးအကျုံးဝင်ခြင်းမရှိစေရဆိုပြီးလဲဖော်ပြထားပါတယ်ဥပဒေပါအချက်တွေကိုကောင်းထည့်ဖော်ဖို့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်းဖွဲ့ရမှာဖြစ်ပြီး ဒီဥပဒေကိုနိုင်ငံတော်မှဖြစ်ဖြစ်တစိတ်တည်သားမှဖြစ်ဖြစ်အာဏာတက်ရောက်စေဖို့တမရကအမိန်ထုတ်ရမှာဖြစ်ပါတယ်။ဒီ CDM ဥပဒေကိုတော့မမနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ဘာကတာလူမျိုးပေါင်းစုံမျိုးဆက်များတွဲစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN တဝဲဒီမိုကရေစီရေးလှုံ့ဆော်မှုတပိတ်ကော်မတီ DDMSC နဲ့တက္ကသိုလ်ဆရာတမကများကိုစားပြုကော်မတီတို့ကကန့်ကွက်ထားကြပါတယ်။ကျမမျက်သိစင်ပါရှင်။ စစ်ကောင်စီကလေရင်ပစ်ချခံခဲ့ရတဲ့စပစစ်ကြေရအပါအဝင်ပလင်းနေတဲ့ကကြေရတွေကိုမနေ့ကအစွန်လ19ရက်နေ့ထရက်တင်းမှာပဲလေကြောင်းကနေ15ချိန်လောက်ဘုံကျေတိုက်ခိုက်ခဲ့တယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်။ စပစေရောလက်ပကန်းရောနဲ့မင်းတိုင်ပင်ကြေးရောအနောက်ဘက်အပအဝင်နေရာအများအပြားကိုလေရင်နှစိမ့်နဲ့ဘုံကျေးချခေတာပါ။အဲ့ဒီလိုဘုံကျေးခံရတဲ့အတွက်ဒေတာခံပြည်သူတွေမွေးထားတဲ့ကျွေးတော့တဲ့တေဆုံခရရတလို့ဒီကနေ့ဇွန်လ18ရက်နေ့မှာလေလေချောင်းကနေဘုံကျေးနေလို့ဒေတာခံတွေက ပြောပါတယ်။ဒါအပြင်ပလင်းနေတဲ့ကပြူစောတီအားကောင်းတဲ့ရောတွေကိုစစ်ကောင်းစီတက်ကရှိတ်ခါလက်နဲ့ခေရနဲ့စစ်အင်အားတွေဖြစ်တင်းနေတယ်လို့မြေပြင်တော်လေရေးအဖွဲ့တွေကပြောပါတယ်ရှင်။ ဖေကောအနောက်ဘက်ခြမ်းနဲ့မိုးဘေးမြို့ဘက်တွေကိုစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေကစစ်ကြောင်းထိုးလာလို့ဒီရဲပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီသတင်းကိုကုမောရီကပြောပြပေးပါပါရှင်။ဒီကရဲလာတွေတုန်းကတိုက်ပွဲတွေပြင်းထန်နေတဲ့ရှမ်းကယားနယ်စပ်မှာစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေဟာထပ်ပြီးစစ်ကြောင်းခွဲထိုးလာလို့မိုးပြင်းနဲ့ဖေကောနောက်ဘက်ခြမ်းနေမှာဒီရဲပိုင်းနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ လက်နက်နဲ့လူရင်အားဖြစ်တင်းဖို့အတွက်မိုးပြဲကားလမ်းမကြီးထိန်းချုပ်နိုင်ဖို့မနစ်သေးကစစ်ကောင်စီတပ်တွေထိုးစစ်ဆင်နေတာဖြစ်ပြီးအခုထိမိုးပြဲမြို့ကိုတော်လှန်ရေးတပ်ပေါင်းစုဘက်ကကာကွယ်ထားနိုင်တော့မှမကြာခဏထိုးစစ်တွေကြောင့်မိုးပြဲနီးနားကျေးရွာအများစုကတော့မီးလောင်ပျက်စီးနေပြီးရွာလုံးကျွတ်စစ်ဆောင်နေရတဲ့ရွာတွေလည်းရှိလာနေပါပြီအဲမိုးပြဲဖက်တော့မင်းညာချင်းတီတော့ခွေထိုးလာတယ်တပ်ကွေရရှိနေတာပေါ့နော်တပ်ကင်းတဲ့တပ်ကွေရရှိနေတည်တယ်အဲဒါမဲ့ဟိုကောပတ်မပေါ်တော့ဆွဲတယ်ဆိုတော့မြို့တော်က လို့ဆိုကျွန်တော်မြေပြင်မှာရှိတဲ့ကျွန်တော်ရေပေါ်ရေကိုကျွန်တော်ကလမ်းပြီးတော့ဆူဆိုင်ခိုင်းတယ်မရှိတဲ့တည်ယူခိုင်းတယ်မရှိတဲ့တီချာမတီဘူဘီပေရပေါ်တာဆူရမီရမရှိဘူးလीနော်အခုထပ်ထိုးလာတဲ့စကြောင်းဟာဖေခုံနီးနားကဂျေးရာတွေမှာဒေသခံတွေကိုပေါ်တာဆွဲတာနေအင်းတွေကိုမီးရှို့တာတွေဇက်တိုက်လုပ်နေပြီး PNU ဘက်ကရုရှားကလာပြီးတနန်းပေးထားတဲ့အထူးကွန်မန်ဒိုတွေကိုတိုက်ပွဲမှာအသေးကောရှင်မှာမိတယ်လို့အင်းလေး PDF ကဆက်ပြောပြပါတယ်ပြီးခဲ့တဲ့နေ့ရက်နေ့ကစပြီးတောင်မိုကွဲရာဘက်ကနေစကြောင်းထိုးလာတာလေရင်လေလက်နက်ကြီးပစ်ကူတွေအစမတန်သုံးပြီးထိုးလာနေတာ ရှမ်းတောင်စစ်ဒေသဗျူဟာ14ရက်ထုတ်ပြန်ချက်အရရှမ်းတောင်ကရင်နီနယ်ဇက်ဒေသကုန်းတာကျေးရွာမှာကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့အတူဖဲကုံ PDF 1336တပ်ရင်းတို့ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့အတွက်ဖဲကုံတဝိုက်မှာလည်းစစ်ရေးချင်တွေတင်းမာနေပါတယ်။အဲဖဲကုံပြတော့တိုက်ပွဲဖြစ်တယ်တော့မရှိဘူး။ဒါပေမဲ့အာစစ်တွေကြပြန်လို့ဖဲတည်တော့ဖဲကုံမြို့ရဲ့နေစုနဲ့ပြန်မရှိတဲ့ကျေးရွာတွေတချို့တွေတော့ အပေါ်တလိုက်ဆွဲတယ်ဆိုတဲ့ဒီတော့ကြတော့ကြတာပေါ့ဒီနော်ဒီဟာလည်းဒီကျွန်တော်တက်ဆန်တဲ့ area တာဝန်ရှိတဲ့အဲပုဂ္ဂိုလ်နဲ့ကျွန်တော်ကလောင်ပြီးတော့တည်တည်တိကျရပ်ဖို့တဲ့ခြေစနေတော့ပဲပေါ့နော်ဂရနီစစ်မြေပြင်အနှံ့တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက်စစ်ဆောင်ဥယေကလည်းတိုးလာနေပါတယ်ဖေကုံနောက်ဖက်ချမ်းကထွက်ပြေးလာတဲ့စစ်ဆောင်တွေမှာအစားအသောက်ထောက်ပံ့မှုတွေအရေးတကြီးလိုအပ်နေတယ်လို့နဂိုရှိပြီးသားစစ်ဆောင်တွေမှာလည်းမိုးကလိုအပ်ချက်တွေရှိနေလို့အကူအညီတောင်းခံနေကြပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အစ္စရေးအီရန်ပဋိပက္ခပုံမကျေပြတ်လာတာနဲ့အမျှအမေရိကန်ရဲ့ပါဝင်လာနိုင်ခြင်းအပေါ်စိုးရိမ်ရမှုတွေကြောင့်ကမ္ဘာအရှင်နယ်ဈေးဟာလေးရခိုင်နှုန်းကျော်မြင့်တက်လာပါတယ်။ကမ္ဘာလူသေအများဆုံးရှင်နယ်ဈေးညွန်ကိန်းတစ်ခုဖြစ်တဲ့ Red North Sea Crude နဲ့ West Texas Intermediate တို့မှာဆိုရင်ပြီးခဲ့တဲ့အင်္ဂါနေ့အတွင်း၄.၄ရခိုင်နှုန်းနဲ့၄.၃ရခိုင်နှုန်းစီမြင့်တက်လာခဲ့ပါတယ်။ အခုလိုမျိုးဈေးတက်ပြီးတဲ့နောက်ရင်းနယ်ဈေးတွေကတစည်းကို86.45ဒေါ်လာနဲ့84.84ဒေါ်လာအထိအတိအကျရောက်ရှိလာခဲ့ပါတယ်။ ပထဝီနိုင်ငံရဲ့တင်းမာမှုမြင့်တက်လာတဲ့အလျောက် American Stock ဈေးကွက်အပေါ်ထိခိုက်မှုတွေလည်းရှိခဲ့ပြီး S&P 500ညွန်ကိန်းမှာသူညတက်သမ၈လင်းနဲ့ Nasdaq မှာတော့သူညတက်သမ6.1ရာခိုင်နှုန်းစီအနည်းငယ်ကျဆင်းတော့ပါတယ်။လွန်ခဲ့တဲ့တောက်ကြနေ့ကစပြီး Iran နိုင်ငံမှာရှိနေတဲ့ရေနံနဲ့တံခွင့်ဆက်ရုံအများအပြားကို Israel အနေနဲ့ဘုံးကျဲတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာ South Pass တံခွင့်လုတ်ကွက်ဖကြကြံတံခွင့်ဆက်ရုံ Share ရေနံတူလောက်ရုံနဲ့ Share ရေနံချက်ဆက်ရုံတို့ ပါဝင်ပါတယ်လက်ရှိအစ္စရေးရဲ့အစစ်အစင်ရေးတွေမှာအမေရိကန်ဓာတ်ရိုက်ပါဝင်လာနိုင်ပါကပဋိပက္ခပုံမပြင်းထန်လာနိုင်တဲ့အလားအလာရှိပြီးရင်းနယ်ဈေးကွက်ကြာဆင်းမှုကိုလက်ရှိအခြေအနေထ ိုပြီးတော့ဆိုးရွားစေနိုင်တယ်လို့ဖော်ပြထားပါတယ်။ကမ္ဘာပေါ်မှာအီရန်ဟာရင်းနယ်စိမ်းပိုင်ဆိုင်မှုအရာတတိယအကြီးဆုံးနဲ့ဓာတ်ငွေတအရာဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ဥဆောင်တဲ့တန်ခတ်ပိတ်ဆို့မှုတွေကြောင့်အီရန်ရဲ့စွမ်းအင်တင်ပို့ရောင်းချမှုတွေမှာအကန့်အသတ်မျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။ အစ္စရေးနိုင်ငံထုံးမှာဥရောပတွေမြင်နေပြီးဒုံးကျည်တွေဟာအစ္စရေးရဲ့ဂျေရုဆလင်မြို့ခေါင်းခွေရံမှာဇော်လာ၁၉ရက်နေ့တညလုံးပြန်တန်းနေတာကိုတွေ့ခဲ့ရပါတယ်။အီရန်ဘက်ကလည်းတာဝန်ဖြစ်ဒုံးကျည်တွေကိုအစ္စရေးဘက်ကိုပြစ်လို့နေတယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။အီရန်အစိုးရဟာနျူကလ িয়ার လက်နက်တပ်ဆင်ရဲ့အစီအစဉ်ကိုတားမြစ်မဲ့သဘောတူညီချက်ကိုပေးချခဲ့တာကြောင့်အစ္စရေးနဲ့အီရန်တို့အကြား၅ရက်ဆက်တိုက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ပြည်သူတွေကိုတီဟီရန်မြို့တော်ကနေဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့တိုက်တွန်းလိုက်ပါတယ်။၅ရက်အတွင်းအရတားအများစုတေဆုံးမှုဟာ224ဦးရှိတယ်လို့အီရန်တာဝန်ရှိသူတွေကသတင်းထုတ်ပြန်ခဲ့ပြီးအစ္စရေးဘက်ကတော့အရတား24ဦးတေဆုံးခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့်ပျက်စီးသွားတဲ့အစ္စရေးနိုင်ငံဗတ်ချန်နေရာတွေကပြည်သူအယောက်3000နီးပါးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတယ်လို့အစ္စရေးဖန်တာရဲ့ဝန်ကြီးကပြောပါတယ် အစ္စရေးနဲ့အီရန်တို့ဇော်လစီလီယန်နဲ့ကစပြီးလေကြောင်းကနဲ့အပြန်လည်ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေလို့အိန္ဒိယနိုင်ငံတွေအပါအဝင်အရှိအလေပိုင်းဒေသအများစုမှာလေကြောင်းခင်းစင်တွေနဲ့လေဆိပ်တွေကိုပိတ်ထားရပါရဲ့ရှင်ဆလဘီအာကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘလုံးတို့ ဘလွန်တီကိုကမ္ဘာအကောင်ဆုံးဘောလုံးသမားဆုရယူနိုင်ဖို့ရည်ရွယ်ချက်နဲ့မက်ဆီဒီအသင်းစီပြောင်းရွှေ့လာတာဖြစ်ကြောင်းကစားသမားတဲ့ရိုင်ရဲ့ချက်ကြီးကပြောတော်ဝါတယ်။ ပြစ်သက်လက်ရဲစင်ကစားသမားဟာလိုင်ယွန်ကနေပေါင်34တန်းနဲ့မက်ဆီဒီစီပြောင်းရွှေ့လာတာပါမက်ဆီဒီအသွင်းမှာကွင်းလယ်ကစားသမားရိုဒရီကဘလွန်ဒီအိုဆုရယူနိုင်တာကိုကြည့်မယ်ဆိုရင်စီဒီကစားသမားတိုင်းကဆုရယူနိုင်တယ်ဆိုတာသိသားထင်ရှားကြမိမိအနေနဲ့လည်းဘလွန်ဒီအိုဆုရယူနိုင်ဖို့အတွက်အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်းချက်ကြီးကပြောပါတယ် ဒါအပြင်ယူရိုပါလိမှာရှုံးနိမ့်ခဲ့တဲ့မယ်ယူအသင်းကိုလည်းလက်စားပြန်ကျေဖို့စိတ်ပိုင်းဖြတ်ထားကြောင်းချက်ကီကပြောပါရယ်ချက်ကီဟာမနစ်ကရာသီမှာလိုင်ယွန်နဲ့၄၀လေးပွဲမှာ စင်နဂိုတွင်ပြီးအကြိမ်၂၀အထိဂိုးဖန်တီမှုပြုလုပ်နိုင်ခဲ့သူဖြစ်ပါရယ်ရှင်ဒီပီပီရုံမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုထားရယူစားခဲ့ကြရတာပါည၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျွန်မကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင် Música